လာဝဲရောင်တီဘီမီကောင်တင်းစီကိုပြန်လာမှာမဟုတ်ဘူးလို့ဖွင့်အောင်ပြောဆိုလိုက်တယ်ဒီမာရီယာယမနီကဘရာကတင်းကိုတကိုးတကိုးတည်ကြပြီးဘီမီကောင်တင်းတို့လီကာပေါ်ဂီဖလာကိုလက်လွတ်လိုက်ရပြီးတော့အာဂျင်တီးနားတင်းအတက်ဆက်ဇာမာအင်ဂျယ်ဒီမာရီယာတယောက်သူ့အနေနဲ့လာဝဲရောင်ဒီမောင်တင်းစီကိုပြန်လာမှာမဟုတ်ဘူးလို့ဖွင့်အောင်ပြောဆိုလိုက်ပါတယ်ဘေဘီယာဒီကချမ်ပီယံစပေါ်လင်းလက်စပွန်တဲ့အောင်နှမအကွာနဲ့ရာဒီကိုပိတ်သိမ်းခဲ့တာလည်းပဲဖြစ်ပါလိမ့် အာဂျင်တီးနာသင်းအတွက်တရား45ပဲကစားပြီးတဲ့နောက်ပြည်ရဲ့နေကနိုင်ငံတကာဘောလုံးလောကကနေအနားယူခဲ့တဲ့အသက်38နှစ်အရွယ်ဇာမဟာရီယယ်မထရစ်မန်ချက်စတာယူနိုက်တက်ဘယ်ရင်စိန်ဂျာမိန်နဲ့ဂျပန်အသင်းတို့ပါကစားခဲ့သူလည်းပဲဖြစ်ပါလိမ့်။အဲဒီနောက်နောက်23ခုနှစ်မှာဗီမီယာကိုနောက်ကြိမ်ပြန်လည်ရောက်ရှိလာခဲ့ပြီးနှစ်ကြိမ်ကာလအတွင်းမှာအသင်းမှာ9နှစ်ကြာကစားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီလိုမျိုးနေ့ချေကြာပြီးတော့ဒီလိုပုံစံနဲ့အဆုံးသက်ရတာအရန်ကိုနာကျင်ရပါလိမ့်။ ဒါဒီအင်ကြီးနဲ့ကျွန်တော်ရဲ့နောက်ဆုံးချန်ပီယံရှစ်ပွဲစဉ်ပွဲဖြစ်ပြီးဒါကိုနောက်ကြိမ်ဝစ်စင်ခွင့်ရတဲ့အတွက်ဂုဏ်ယူမိပါတယ်။ဒီကွင်းနေမှာဘောလုံးပွဲစပွဲကျန်ပါသေးတယ်။အဲဒါကိုကျွန်တော်တို့ရဲ့ဆန္ဒနဲ့ဖြောပြမှုအားလုံးကိုနိုင်ရရှိသွားဖို့ကြိုးစားသွားမှာပါ။အမြဲတမ်းအထူးတူကပါပဲဘေဘီယာပြည်သက်တွေအားပေးမှုအတွက်ကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ပါတယ်လို့ဖွင့်ရပြောဆိုကြလည်းပဲဖြစ်ပါတယ် ဘယ်ပြီးအသေးရမေလ25ရက်မှာပေါ်တူဂီဖလားဘလူးပွဲမှာစပိုလင်းလစ်ဘွန်အသင်းနဲ့ဇာယာမှာဖြစ်ပြီးဇွန်လ16ရက်နေ့မှာတော့ကလပ်ကဘလားပြိုင်ပွဲစဉ်စတင်ကစားရမှာလည်းပဲဖြစ်ပါလိမ့်။မီဒီယာတွေရဲ့ဖော်ပြအချက်အရဇွန်လ30ရက်နေ့ထိစာချုပ်သဏ္ဍန်ရှိတဲ့ဒီမာရီယာကကလပ်ကဘလားမှာကစားမလားဆိုတာကိုတော့ပြောကြားခဲ့ခြင်းတော့မရှိပါဘူး။ခက်ခဲတဲ့အခြေအနေရောက်လာတဲ့အခါမှာအရင်ကတည်းကပိုပြီးတော့ဆေးလုံးညှိနှိုးရမယ်လို့ဖွင့်ရပြောဆိုခဲ့တဲ့လီယိုနယ်မက်ဆီ ယမနီကမေဂျာလီမှာအင်တာမိုင်မီအသင်းတို့အော်လန်ဒိုစီးရီးကို၃ဂိုးဂိုးမရှိနဲ့ဂိုးပြက်အင်ကွင်းမှာရှုံးနေခဲ့တာကြောင့်လီယိုနယ်မက်ဆီရဲ့စိတ်ပြတ်မှုတွေကကြီးထွားလာခဲ့ပါလိမ့်။ဘရိုဂျာဒါဘီပွဲစဉ်မှာရင်းနှီးခဲ့တာကြောင့်မိုင်ယာမီအသင်းဟာပြိုင်ပွဲအရရဲ့နောက်ဆုံး9ပွဲမှာတပွဲတည်းသာအနိုင်ရရှိကြတာလည်းဖြစ်ပါလိမ့်။အရှေ့ပိုင်းကွန်ဖရင့်မှာသူတို့အော်လန်ဒိုစီးရီးကိုကြော်တက်ခံလဲရလို့အဆင့်ချောင်းနေရာကိုရောက်ရှိသွားခဲ့ပါလိမ့်။ ်အသင်းရဲ့လူပုံစံကောင်းပျောက်ဆုံးခဲ့လို့လီယိုနယ်မက်ဆီအားဂိုးပေါက်ကန်သူနှစ်ချိန်သာပြုလုပ်နိုင်ခဲ့ပြီးပြစ်ဒဏ်ဘောဖရီကစ်ကိုလည်းလွဲချော်ခဲ့သေးတာလည်းဖြစ်ပါလိမ့်အရာလုံးအဆင်ပြေနေတဲ့အချိန်တင်းတင်းဖြစ်ဖို့အရန်လွဲကူတာကြောင့်အခုခက်ခဲတဲ့အချိန်တွေမှာဆိုရင်ကျတို့အသင်းနဲ့တင်းဟုတ်မဟုတ်တကယ်မြင်ရပါလိမ့်မယ်ခက်ခဲတဲ့အချိန်တွေရောက်လာတဲ့အခါမှာရင်ကတဲ့ပိုးပြီးတော့စီးလုံးညှင်းညွတ်ရပါလိမ့်မယ်အသင်းနဲ့တင်းအဆင်အမှန်ဖြစ်ရပါလိမ့်မယ်ပြီးတော့ကိုကိုကိုပြန်လည်စူးစီးရပါမယ်လို့လီယိုနယ်မက်ဆီကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ လေယိုနယ်မစီကဒန်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကိုမေးခွန်းထုတ်ခဲ့ပြီးမြေတကယ်တော့အရှုံးဟာဒန်လူကြီးရဲ့ဆုံးဖြတ်ချက်တွေနဲ့တိတ်မဆိုင်ပဲညံဖျင်းလို့နဲ့ခံစစ်ထိစက်မှုမရှိတဲ့ကွင်းလယ်နဲ့လင်းမြန်စွာခြေစွမ်းကြောင်းစင်းလာတဲ့လူဝိစွာတဲ့ဦးဆောင်တဲ့တက်စီကြောင်းလည်းပဲပါဝင်ပါလိမ့်။အော်လန်ဒိုစီးရီးယား43မိနစ်မှာအလွန်ရိုးချင်းတဲ့ဂိုးနဲ့ဦးဆောင်နိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။အဲဒီအောင်တက်ပြက်နေတဲ့မိုင်ယာမီနောက်တန်းကိုတိုက်ရိုက်ထိုးပေါက်ပြီးတော့အခွင့်အရေးတွေအများအပြားရရှိကြတာလည်းဖြစ်ပါလိမ့် အော်ဂျန်နီရောဇာမောအိုဂျီတော်ဂိုးပေါင်းနဲ့တယောက်တည်းတွေ့တဲ့အချိန်မှာပိုကောင်းအောင်လုံနိုင်ခဲ့တဲ့ပေမဲ့ဂိုးပါလန်းပေါ်ကြော်သွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။မိုင်ယာမီရဲ့ဝိုင်းကိုသမားကြီးဖြစ်တဲ့အူစတာရီကကောင်းမွန်တဲ့ကာကွယ်မှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပေမဲ့အသက်38နှစ်အရွယ်ကိုသမားဟာအိုလန်ဒိုရဲ့ဒရီယာကိုအတွေ့သူ့အပြစ်ဖြစ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။မိုင်ယာမီရောနောက်ဆုံး9ပွဲမှာဂိုရစဲတီခွင့်ပြုပေးခဲ့ရပြီးသူရဲ့တဝဲရီတော့9ပွဲကတော့မေလ3ရက်နေ့ကနယူးယောက်ရက်ဘူးနယ်ပယ်ဖြစ်ပါလိမ့်။ ဇာမရီထွက်သွားဖို့ရှိတဲ့အတွက်အင်အားဖြည့်တင်သွားမယ်လို့ဖွင့်အောင်ပြောဆိုလိုက်တဲ့နေပြအာရီတာအခုရာဒီကောမှာဇာမရီထွက်ခွာဖို့ရှိတဲ့အတွက်ကြောင့်အင်အားဖြည့်တင်မှုတွေပြုလုပ်ဖို့အတွက်လိုအပ်ကြောင်းနေပြအာရီတာကဖွင့်အောင်ပြောဆိုလာပါလိမ့်ယမနီကနေပြအာဆယ်အသင်းကိုတကောကောမရှိတဲ့နိုင်ရရှိပြီးရဲ့နောက်ဂျမနီဝင်ခွင့်ကတေရသွားပြီးရဲ့နောက်မှာတင်းရဲ့ဇာမပြောင်းရွှေ့အပေါ်နေပြအာရီတာကဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ။အဇာမ၄ရောက်ဒါမှမဟုတ်၅လောက်စာချုပ်တရံကုံဆုံးမှာဖြစ်သလိုအငါစာချုပ်ပြည့်တဲ့ဇာမတွေလည်းရှိနေတာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ဇာမခေါ်ယူမှုတွေလှုပ်ဆောင်သွားဖို့လိုပါတယ်လို့နေပြအီတာကဖွင့်အောင်ပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ဒါပြင်ပြောင်းရွှေ့တဲ့မာစနေကြလှုပ်ဆောင်သွားဖို့လိုအပ်ပြီးတော့လမယာသည်မှာတောင်းနေတဲ့အသင်ဖြစ်လာဖို့အတွက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းလဲနေပြအီတာကအဖွင့်အားပြောဆိုပါလေ။ အောင်စင်သီမော်စတာလင်ကငှားစာချုပ်ပြည်မှာဖြစ်ပြီးကွင်းလယ်စားမဂျော်ဂျင်ညိုကလည်းဘရာဇီးကလည်းပြောင်းရွှေ့သွားမှာဖြစ်လို့နောက်တရာနီးဇင်ချန်ကိုနဲ့ကိုသမားနက်ဒိုတို့ကလည်းအသင်းပြောင်းရွှေ့ဖို့ရှိနေတာလည်းပဲဖြစ်ပါလိမ့်။ဆူလာရယူနိုက်တက်အကောင်ဆုံးချိုးပန်းသွားမှာဖြစ်ပြီးဘယ်နီးပြားကမှပရီးမီးယားလိယူမဲဂျမရီဘလာယူမဲဆိုပြီးဂရိပေးနိုင်မှာမဟုတ်ကြောင်းနေပြရတာက ထလောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ ။နောက်ရာသီအစလုံးကသူ့ရဲ့စိတ်ကူးထားတဲ့အခြေအနေနဲ့လောဘကွဲပြားခြားနာသွားတဲ့အပုံကလေးအခုလိုဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ရာဒီစာမှာကျွန်တော်စိတ်ကူးကြည့်ရင်အင်ကွင်းနောက်ဆုံးပွဲမှာပရီးမီယာလိဖားကိုကျွန်တော်တို့အသင်းကစကူးနိုင်မယ်လို့မြင်ခဲ့ပါလိမ့်။ဒါကျွန်တော်ရဲ့စေတဲ့ပါရှိနေကြတာပါ။ဒါမဲ့ပြီးတဲ့ဆက်တလအတွင်းကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့အရာအလုံးနဲ့အတူကျွန်တော်တို့အားလုံးကောင်းမွန်နိုင်ပေမဲ့ယင်းထဲမှာနာကျင်မှုတစ်ခုရှိနေတော့ပါပဲ။ဘာလို့ဆိုတော့ကျွန်တော်တို့ရယူခြင်းနဲ့အောင်မြင်မှုပါပဲ။ ။အော်စတြေးလျောင်းကဒီဇဒိုက်ဖလားတလုံးမှာအရယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ချန်ပီယံလိနဲ့ကမ္ဘာဖလားဆင်မီဖိုင်နယ်မှာထွက်ခွာခဲ့ရသလို FA ဖလားမှာလည်းတတိယအဆင့်နဲ့ယူရိုတက်အသင်းကိုဗီနေဒီအဆုံးဖြတ်တဲ့ရှုံးနေကြတာလည်းဖြစ်ပါလေ။ဒီရသည်မန်းချက်တွေမအောင်မြင်ရတဲ့အကြောင်းကိုမေးမြန်းတဲ့အခါမှာတော့နေပြအိုက်တာကအနီကတူနဲ့ဒဏ်ရာတွေပေါ့ဗျာ။ဒါလုံးဝကိုသေးကြပါလေ။ဒါတွေတော့မရှိခဲ့ရင်ဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်မသိပေမဲ့ပိုပြီးနေကနိုင်ခဲ့မလား။ ကျွန်တော်တို့ကတော့မေကွန်ထုတ်စရာတော့မလိုပဲဟုတ်တယ်လို့ပဲဖြေရမယ်ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့စွမ်းဆောင်တွေနဲ့ပွဲထွက်ပုံတွေကအစအဲ့ဒါကဖျားသာနေလို့ပါပဲ။ဒါပေမဲ့နောက်အတီမှာကျွန်တော်တို့တခုခုထပ်ပြီးလုံးရပါလိမ့်မယ်။ဘာလို့ဆိုပြန်ဆိုင်မှုအဆင့်ကပိုးပြီးမြင့်လာမှာမဟုတ်လို့ပါပဲ။ပြီးတဲ့300ရာသီကျွန်တော်ရောက်ရှိတဲ့ရာမတွေကိုကြည့်ရင်ဒီလောက်တည်ငြိမ်တဲ့စွမ်းဆောင်တွေနဲ့ဖလားမရတာတော်တော်လေးကိုရှားပါပါလိမ့်။ဒါကြောင့်ကျွန်တော်တို့အောင်မြင်ဖို့အရန်နေကနေပြီးဆက်လက်တိုးတက်ဖို့ပဲလိုအပ်နေတာပါ။ဒီအသီးမှာအစနေကိုထိခိုက်စေတဲ့ကိန်းကနန်းတွေအကြောင်းထပ်ပြီးတဲ့အခါမှာလေးပြရီတာက ပဇာမရီရဲ့ဘွဲထွက်နိုင်မှုပါဒါမှရှိရင်ဘာမှအနိုင်ရဖို့မဖြစ်နိုင်ပါဘူးလို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်အလင်းလန်ကလီယိုနယ်မက်ဆီရော်နယ်ဒိုနဲ့တန်းနဲ့မဟုတ်ဘူးလို့ဝေဖန်ပြောဆိုလိုက်တဲ့ရိန်းရိုနီမက်ဆီစင်းတို့အဖေဘလော့ဘောလူပွဲမှာခရစ်စတယ်ဘဲလီအသင်းကိုရှုံးနိုင်ခဲ့တဲ့ပွဲစဉ်အတွင်းရရှိတဲ့ပင်နီကန်ခွင့်ကိုခြားစားမကိုပေးလိုက်တဲ့ဟာလန်ဟာလီယိုနယ်မက်ဆီဒါမှမဟုတ်ခရစ်စတီယာနိုရော်ဒိုတို့နဲ့တန်းနဲ့တတ်မှတ်လို့မရဘူးလို့ရော်ဒယ်အသင်းရဲ့တက်စင်မောင်ဖြစ်တဲ့ရိန်းရိုနီကဖွင့်ရအောင်ပြောဆိုလိုက်ပါတယ် ဒီဝက်စီမှာပထမပိုင်းပြီးရနီလောက်မှာစီရီသင်းကပင်နယ်တီကန်ခွင့်ရရှိကြတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ပင်နယ်တီကိုမာမုတ်ကိုပေးကန်သွင်းခဲ့ရမှာဘဲလီကိုသမားဟန်နဆန်ကကာကွယ်သွားခဲ့တာဖြစ်ပါလိမ့်။တကယ်တော့ပုံမှန်အားဖြင့်စီရီရဲ့ပင်နယ်တီအထိကကန်သွင်းသူဟာအာလင်ဟာလန်ပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဒီဝက်စီကဟာလန်ကပင်နယ်တီကန်သွင်းခြင်းမရှိဘဲမာမုတ်ကိုသာပေးကန်ခဲ့ပြီးဒီလိုလှုပ်ဆောင်ခဲ့မိတာကအမှားတစ်ခုဖြစ်သွားခဲ့ရပါလိမ့်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရေယွန်နီက ောင်းလင်းလန်ကကမ္ဘာအဆင့်တက်စမှုတယောက်ပါဒါမဲ့ကျွန်တော်လီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရောနာဒိုတို့အကြောင်းပြောနေပြီဆိုတော့သူတို့ကတော့အဲ့လိုဘောလုံးကိုဘယ်နည်းနဲ့မှအခြားသူတွေကိုပေးလိုက်မှာမဟုတ်ပါဘူးအဲဒါကပဲလီယိုနယ်မက်ဆီရော်နယ်ဒိုနဲ့ဟာလန်ဒါမှမဟုတ်ကန်လီယာမာပေးနဲ့အခြားသောဇာမားတွေကိုကွာခြားစေတာပါပဲလီယိုနယ်မက်ဆီနဲ့ရော်နယ်ဒိုတို့ဟာတကူကောင်းဆန်ကြပြီးတော့ပွဲတိုင်းဂိုးသွင်းနေကြတဲ့သူတွေပါလို့ရေယွန်နီကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ရေယွန်နီက ဟာလန်ကအခွင့်အရေးတွေလွဲချော်တဲ့အခါမှာသူ့အပေါ်စိတ်ပိုင်းဆိုင်ရာတည်ရောက်မှုရှိတယ်လို့ကျွန်တော်မြင်ပါတယ်။ဝဲမလင်ကွင်းကြီးမှာဗျာဘယ်နေကန်သွင်းရမယ့်အထွေကသူ့အတွက်များသွားတာလည်းဖြစ်နေပါတယ်။ဘယ်သူမှတီးကြမပြောနိုင်ပေမဲ့သူလဲလူသားတည်ရောက်ပဲလေလို့မှတ်ချက်ပြုပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။နေဘဝယ်လော်ကဘယ်နေဒီကိုဟာလန်ကန်သွင်းလိုက်မယ်လို့သူကတိုင်မျှော်လင့်ခဲ့ပေမဲ့ဘယ်သူကံလဲဆိုတဲ့ဆုံးဖြတ်ချက်ကိုတော့ကွင်းလေးကဇာမော်ရီပဲကိုတိုင်ဆုံးဖြတ်ချက်ထားမှတ်ခဲ့တာလို့အခုလိုဖွင့်အားပြောဆိုပါတယ်။ဟာလန်ကကန်ကျင်ကန်လိုက်မယ်လို့ကျွန်တော်ထင်ခဲ့တာပေါ့။ ကျွန်တော်အဲ့ဒီကိစ္စကိုစကားမပြောဖြစ်ခဲ့ပါဘူး။စီဝေးမှာမေးခွန်းတွေတော့ရှိပေမယ့် free kick တို့ penalty တို့လိုအခြေအနေတွေကတော့အတိအစားမတွေကိုဘလို့ခံစားစေရမလဲဆိုတာပါပဲ။အိုမာကန်ဘုအသင်းဖြစ်နေတာကိုသူတို့ဇာမတွေမြင်ခဲ့ကြတယ်လို့နေပြောက်ကလာကဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ကျေးဇူးတင်ပါတယ်။ဘေးကြံလို့ကိုဆင်းနေဖြောင်းတမ်းမှာချမ်းသာကြပါစေခင်ဗျာ။